စစ်ဘုံချုပ်တွေမှတိတန့်တက်ခွင့်ရတဲ့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ကျောင်းဆရာလည်းဖြစ်တယ်ဗျာလက်ရှိအားလုံးမင်္ဂလာပါဒါကနေပင်းဖုန်းကြီးပါနော်တင်းလုံးအားလာပြီးတော့တိတ်တုံပြောချင်ပါဘူးဒါပေမဲ့ဖုန်းကြီးဖြစ်ပြီးတော့လူတယောက်အသက်ခံတာကိုပျော်ရွှင်မြူးတုနေတဲ့ဖုန်းကြီးဖြစ်တယ်နော်ဒီလိုဖုန်းကြီးမျိုးကိုကျွန်တော်ကဘလို့သတ်မှတ်ရမှာလဲနော်ညမြလေးကိစ္စတုံးမိဖို့လိုတယ်ဒီဖုန်းကြီးဘူဘူ IM ကြီးဘုံမှုချုပ်ချို့ထွန်းအောင်ဒီကနေ့ရန်ကုန်နေအိမ်မှာပဲတုတ်တင်ရှင်းလင်းခံရရတယ်ဗျာ မယန်းကုန်းမြို့နယ် A1 လမ်းမပေါ်မှာဒီလောက်လုံခြုံရေးတွေအထက်ထက်ချထားရဲ့ဒါနဲ့ PDF တွေကဖောက်ထွဲဝိဇ္ဇာလုပ်ပြီးတော့ပြစ်ခတ်ရှင်းလင်းသွားတယ်။ဘုံမှုကျုပ်ချွထွန်းအောင်ဆိုတာမဲအောင်လိုင်းပေးထားတဲ့ဝန်နာကြော်ထင်ပွဲရမဲအောင်လိုင်းရဲ့အချစ်တော်မဲအောင်လိုင်းရဲ့အကြံပေးပြီးတော့ကမ်ဘောဒီးယားနဲ့ဘရူနိုင်းနိုင်ငံရဲ့တန်အမတ်အောင်နဲ့ဖြစ်တယ်။ပြီးတော့စစ်တပ်ထဲမှာစစ်ဘုံကျုပ်တွေမှတိတန့်တက်ခွင့်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ကျောင်းဆရာလည်းဖြစ်တယ်ဗျာအဲ့ဒီလောက်များပြတဲ့ယာရုဂုံဒုတွေနဲ့ပြည်စုံတဲ့ဘုံမှုချုပ်ဘူဗီအိုင်မီကြီးကိုယူကြီးတွေကတုတ်တင်ရှင်းလင်းခဲ့တာဗျာအခုရန်ကုန်မှာလုံချုံကြီးအထက်တက်ချထားပါရဲ့သားနဲ့ဘုံမှုချုပ်ချိုးထွားအောင်တုတ်တင်ရှင်းလင်းခြင်းကိုခံလိုက်ရတဲ့အတွက်ကြောင့်နေပြည်တော်ကလွဲရင်ဘယ်စစ်ဘုံချုပ်ကမှ အသက်အာမမခံနိုင်တော့ဘူးတဲ့ဗျာဘုံကြီးဖြစ်ပြီးတော့တင်ငန်းခြုံလာပြီးတော့ဒီလိုစကားမျိုးပြောထွက်မယ်လို့ထင်တာဟုတ်ဗျာနော်ဒီလိုဘုံကြီးမျိုးကိုတော့ညီပိနေညီပိတ်နော်ကိုကိုွယ်ထားတာကိုတကယ်ကိုအံ့ဩတယ်ဗျာနော်ကျွန်တော်စနိုက်ပါဆွေးတဲ့တင်းလေးဆက်ပြီးတော့နားထောင်ကြည့်အောင်ဗျာမိဘဘသူများရှင်ကျွန်မခုဆွေးနွေးသုံးသပ်ပေးမယ့်တင်းလေးကတော့မိဘဘသူများအားလုံးအတွက်နည်းနည်းခေါင်းစဉ်လေးကတော့ကြီးမားမယ်လို့ထင်ပါရှင်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးခြင်းနဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့လိုအပြိုင်ဆိုင်နေဖြစ်ကြတဲ့ကိစ္စလေးဟောရှင်ဒါလေးကျွန်တော်ပြောပြချင်ပါတယ်အရင်ဆုံးမိုင်းကင်မှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လေးတခုကျွန်တော်ပြောပြပေးပါမယ်ရှင့်ဒီမိုင်းကင်မှာဆိုရင် SSPB တက်ကနေပြီးတော့စစ်သားစစ်သားပေါ့နော်တက်သားတေလာဆိုရင်ထွက်ပြေးသွားခဲ့လို့သိရပါရဲ့ရှင့်ထွက်ပြေးသွားတာကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကထွက်ပြေးသွားခဲ့လို့သိရတယ်အဲ့လိုထွက်သွားထွက်ပြေးသွားပြီးရဲ့နောက်မှာဆိုရင်ねအဲပန်မွန်ရွာတဲ့ကအသက်မပြည့်သေးတဲ့မျိုးသမီးငယ်နှစ်ဦးကို SSPB တက်ကနေပြီးတော့ဖမ်းဆီးသွားခဲ့တယ်ဆိုပြီးဒေသခံတွေကပြောကြားထားတာလူမှုကွန်ရက်ပေါ်မှာတွေ့ရပါရဲ့ရှင့် ဒီပြီးခဲ့တဲ့မေလ19ရက်နေ့ကတဲ့မနက်9:00နာရီဝန်းကျင်မှာပေါ့နော်ဖမ်းသွားခဲ့တာအဖမ်းခံတဲ့လူမျိုးတွေကအသက်17နှစ်အရွယ်လွေအေးထွေးနဲ့အသက်23နှစ်အရွယ်လွေအေးအောင်ပလောင်လူမျိုးတွေဖြစ်တယ်ဆိုပြီးသိရပါရဲ့ဒီမျိုးသမီးလေးတွေကို SFP ကဖမ်းသွားပြီးရဲ့အခါမှာဆိုရင်သူတို့ရဲ့တပ်စခန်းဖြစ်တဲ့လွယ်ခူးရွာမှာရှိတဲ့စခန်းမှာမျိုးသမီးလေးတွေကိုထိန်းသိမ်းထားခဲ့ပါရှင်တို့ထိန်းသိမ်းထားတဲ့ရွာလူတွေနဲ့ဒီကလေးရဲ့မိဘတွေကတော့တောင်းနေပေါ့နော်ကလေးတွေပြန်ပေးပါဘာကြောင့်ဖမ်းတာလဲဆိုတဲ့အခါကျတော့သူတို့ကိုဒီ SFP ကနေတာဝန်ရှိတဲ့သူကပြောလိုက်ပါတယ်တဲ့သူတို့တက်အတွက်ကို စစ်သားအသက်ကိုခေါ်လာပေးနိုင်မယ်ဆိုရင်ဒီမိန်းလေးတွေပြန်တုတ်မယ်ဆိုတဲ့ပုံစံပြောဆိုလိုက်ပါတယ်တဲ့အဓိကတော့ပြန်ပေးဆွဲသွားတဲ့ပုံစံဖြစ်နေတာပေါ့နော်ပြန်ပေးဆွဲပြီးလူတောင်းတဲ့ပုံစံဖြစ်နေတာပေါ့သူတို့ကကြတော့ပြန်ပေးဆွဲပြီးတော့ငွေတောင်းတာမဟုတ်ဘူးလူတောင်းတာဖြစ်သွားပြီပေါ့နော်အဲ့လိုဖြစ်သွားတာရှင့်ဒီတော့ဒီရွာမှာရှိတဲ့သူတွေကရွာကိုပြန်လာပြီးခါမှာအချင်းချင်းတိုင်မင်းရတယ်တိုင်မင်းပြည့်ခါမှာသူတို့အတွက်လိုအပ်တဲ့စစ်သားကိုဝယ်ရမယ်ဆိုပြီးတော့သူတို့ပတ်စံစုကြတယ်တဲ့ စစ်သားဝယ်ဖို့ကလည်းစစ်သားလူငါးဟောရှင်လူငါးဖို့ကလည်း390ကျမှဖြစ်တဲ့အတွက်ရွာလူတွေပတ်စံစုရမယ်ပေါ့နော်ဒါပေမဲ့လောဆယ်တို့ရွာမှာလည်းစိုက်ဇိုးစားဖို့စီးပွားရေးအသိအမပြေတဲ့အတွက်ဒီပတ်စံပြေးပါမလားဆိုတာလည်းစိုးရင်နေပေါ့နော်ပတ်စံပြေးပြီးတော့လူငါးနိုင်ပြီးတော့ဒီအဆက်ပြပြစစ်သားအနေနဲ့ဒီဖွယ်လေးကိုသွားထားနိုင်မှာဒီကလေးမလေးပြန်လို့မှဖြစ်တဲ့အတွက်တရားလုံးကစိတ်ပူနေကြပါရဲ့ရှင့် နောက်ဆုံးတော့ဒီစိတ်ပူမှုကဆိုရင်လူမှုကွယ်ပွဲပေါ်ရောက်လာတယ်မီဒီယာတွေပေါ်ရောက်လာပါတယ်ရှင့်ဒါကြောင့်ကျွန်မတို့လည်းသိရှိခဲ့ရတာဖြစ်ပါတယ်ကျွန်မတို့နောက်ထပ်သိရှိရတာကဒီလုံဆန်ပေါ့နော်နောင်တော့ကုန်းပေါင်းလွဲရွဲမောက်လျံနောင်ဆန်ဖူတုံတော့ပန်ကေတုဟမ်ငိုင်းဟိုခဲစတဲ့ရွာတွေမှာဆိုရင်လည်းပြီးခဲ့တဲ့နှစ်တွေကလည်းအဆက်ပြေပြေနေပြီးတော့တရွာတယောက်ကြပါဘောနော်သူတို့တက်ခွဲမှာတာဝန်ထမ်းဆောင်မယ်ဆိုပြီးပြောထားတယ်ဒါကြောင့်သူတို့တာဝန်ထမ်းဆောင်ရတယ်ဒါပေမဲ့အခုဒီနေ့တည်းဇန်နဝါရီလအစပြီးတော့သူက အဆက်ပြပြတက်ကတအိမ်ကိုတရောင်လုံးတာဝန်ထမ်းဆောင်အောင်မယ်ဆိုပြီးပြောင်းပြီးပြောတယ်ဗောနော်ဒီတော့တရွာကိုဆိုရင်လူပေါင်းမြောင်များစွာတာဝန်ထမ်းဆောင်အောင်မှဖြစ်တဲ့အတွက်သူတို့ခက်ခဲမှုဖြစ်နေရဲ့ရှင်ကျမဒီဟာလေးဖတ်လိုက်တဲ့အချိန်မှာစစ်သားစုဆောင်တာဗောရှင်စစ်သားစုဆောင်တာကိုမြမတက်မော်နဲ့အပြတ်မြမနိုင်ငံလက်နက်ကဖွဲ့စည်းအားလုံးလုပ်နေကြရဲ့ရှင်ကျမနေနေကဟုတ်ပြီကိုယ့်ရဲ့တက်ပြီးတော့ကိုစစ်သားကြီးစုဆောင်ကြရဲ့ဗောနော်ဒါမြမတက်မော်ကလည်းတက်မတော်သားအစ်စ်တွေစုဆောင်နေရပါပဲဘာကြောင့်လဲဆိုတော့နိုင်ငံတစ်ခုရဲ့ လုံခြုံရေးတာဝန်ကိုနိုင်ငံသားတိုင်းတာဝန်ရှိရတဲ့အတွက်မြန်မာတပ်မတော်ဥပဒေနဲ့ညီလောက်ရတယ်ပေါ့နော်။ဒါကိုလိုက်ပြန်ပြီးတော့လက်နက်ကင်တွေကလည်းလူသစ်တွေစုဆောင်နေတယ်။အဆက်ပြေပြေလို့ပါလို့ဆိုတော့တိုက်ပွဲဖြစ်တဲ့အဖွဲ့တွေမှာမပါအောင်လေ။ဒါပေမဲ့စစ်သားတွေကိုအလောက်ထိအောင်စုဆောင်နေတာဘာကြောင့်လဲ။ပေါ့နော်ဒါကမေးခွန်းတစ်ခုပါ။เนาะဒါမေးခွန်းတစ်ခု။နောက်တစ်ခုကကြတော့တပ်မတော်ကစစ်သားစုဆောင်နေ။ငါတို့မှာစုဆောင်ခွင့်မရှိဘူးလားဆိုတော့မေးခွန်းကိုကျွန်မဖြေရမယ်ဆိုရင်တော့မြန်မာတပ်မတော်ကတနင်္ဂနွေလုံးကိုစားပြုထားတဲ့တပ်မတော်လေး။ မြန်မာတံတော်မှာတိုင်းရင်းသားပေါင်းစုံပါဝင်နေလေလက်နက်ကိုင်ဖွဲ့စည်းတဲ့တံတော်မှာတိုင်းရင်းသားပေါင်းစုံပါလားရှင်ပြီးတော့အဲ့ဒီလက်နက်ကိုင်ဖွဲ့စည်းတွေဟာမြန်မာနိုင်ငံတခုလို့ကိုစားပြုထားတာလားကိုယ့်ရဲ့တက်ဆိုင်ရာတက်ဆိုင်ရာတိုင်းရင်းသားတွေကိုပဲကိုစားပြုပြီးတော့ထောင်ထားကြတာလားရှင်သူတို့ရဲ့လက်နက်ကိုင်ရဲ့ရည်ရွယ်ချက်မှာကငါတို့ရှမ်းလူမျိုးအတွက်ဒီအဖွဲ့ဆိုပြီးထောင်ထားတာပြည်တော်စုခုလုံးအတွက်ဆိုပြီးထောင်ထားတာမဟုတ်ဘူးရှင်ပြည်တော်စုလောက်လည်းသူတို့မလုပ်ဘူးကချင်လည်းဒီလိုပဲငါတို့ကချင်လူမျိုးအတွက်ဆိုပြီး KIA ကိုထောင်ခဲ့တာ ြည်တော်စုအတွက်ထောင်ခဲ့တာမဟုတ်ဘူးအေးအေးနဲ့ထုံကြီးလကောက်မဲ့ရခိုင်အတွက်ဆိုပြီးထောင်နှားခဲ့တာရှင်စစ်သားစုဆောင်တဲ့အချိန်ကြတော့မှပြည်တော်စုတစ်ခုလုံးမှရှိရတဲ့လူအားလုံးစုဆောင်နေဆိုတော့သူတို့ထောင်နှားခဲ့ရည်ရွယ်ချက်နဲ့သူတို့စစ်သားစုဆောင်မှုမူနဲ့ကိုက်ပါသလားရှင်မြမတံတော်ကကိုက်တယ်ပြည်တော်စုတစ်ခုလုံးစားအတွက်သူဖွဲ့စည်းထားရလေဒီတော့ပြည်တော်စုခေါ်လုံမှာရှိရသူတွေအားလုံးနိုင်ငံသားတွေအားလုံးမြန်မာတပ်တော်တွေဝင်ပြီးတော့တိုင်းငတ်တော်ထမ်းဆောင်မှုအတွက်ကသူ့ရဲ့မူဝါဒနဲ့သူ့တီထောင်သားတွေရွေချက်နဲ့သူ့ရဲ့လုပ်ပုံကံမှုနဲ့သူ့တမိုင်းချောင်းနဲ့ကိုက်နေရှင့် အဲ့တော့ light နိုင်ရှင်ပြီးတော့တောက်တော့ကလည်းစက်သားစုဆောင်တာပဲငါတို့ကလည်းစုဆောင်ရမယ်ဆိုပြီးတော့မဟုတ်တဲ့ light တိုင်းကဘာသဘောလဲရှင် light ရှင်နေတာဘာသဘောလဲဒီလိုသာရှင်ကျေးဆိုရင်မြမတက်မလာအခုတနိုင်ငံလုံးစာလုံချုံရင်းလုပ်နေရတာအဆက်ပေပြီးဖွဲ့လို့ပါတော့တနိုင်ငံလုံးစာလုံချုံရင်းလာလို့ပေးမလားရှင်မြမတက်မလာသားတွေ gate တွေမှာ light တာဝန်ထမ်းဆောင်နေရတာအဆက်ပေပြီးကဖွဲ့ဝင်ပြီးတော့တာဝန်ထမ်းဆောင်ပေးမလားရှင်ကျမဒါလေးပဲမေးခွန်းထုတ်လိုက်ချင်ပါတယ်နော် light ရှင်နေလို့ပြောပြတာပါတာဝန်ကြီးကြီးယူထားတဲ့အတွက် စစ်သားစုဆောင်တဲ့ကိစ္စကိုလုပ်နေတဲ့မြန်မာတပ်မတော်လိုက်ရှင်ပြီးငါတို့ကလည်းစုဆောင်မယ်မင်းတော်စုဆောင်သေးရလဲဆိုတော့ယူထားတဲ့တာဝန်ချင်းတူလို့လားဟွပြောပါအောင်ရှက်ဒါလေးတော့ကျွန်မမေးခွန်းထုတ်ချင်တာပါနော်လက်လက်ကင်တွေရဲ့ဇတွေကအဲ့လိုရှိရတဲ့ကျွန်မပြောပြတာတပ်မတော်လိုက်ရှင်နေတာတွေကတော်တော်ဆိုးပါတယ်ရှက်တပ်မတော်ကတပ်မတော်သားအသက်စုဆောင်တဲ့ကိစ္စမှာသူလည်းသူ့စီမီစီကန်းနဲ့သူစုဆောင်ရတာပဲပြီးတော့တပ်မတော်ကတပ်မတော်သားအသက်စုဆောင်တဲ့အခါမှာကြီးရွာတွေရမှာတယောက်လောက်ပဲသူခေါ်ခေါ်တာရှက်အဲ့ဒါမှမလုပ်ချင်လို့ဆိုပြီးတော့ ပြတ်တာဖြစ်ကြပတ်စံလေးပေးကြပြီဒီမှာရှင်းရတဲ့အထုပ်ကြီးကလည်းနဲတာမျိုးမဟုတ်ဘူးနောက်ခု SSPB ကတရွာတယောက်ခေါ်ရနေတိမ်တယောက်ပုံစံမျိုးဆိုတော့တက်လို့နဲ့လိုက်ရှင်နေရလားတက်လို့နဲ့ရှင်နေဆိုတော့မှတက်လို့ကတရွာတယောက်လောက်ပဲခေါ်တာလေဘာလို့တိမ်တယောက်ခေါ်တာလဲမေးမစုံမေးခွန်းနေရအများကြီးပဲရှင်ဖြည့်တက်ဖို့ပဲလိုတယ်တက်လို့လိုက်ပြီးပခုံးချင်းရှင်နေရအဖွဲရှိနေလို့ဆိုတော့ပြောပြပါမြန်မာနိုင်ငံမှာတာဝန်ယူမှုတာဝန်ခံမှုကိုတက်မတော်ကအများဆုံးလုပ်ရတယ်။ဒါကြောင့်လုံပိုင်ခွင့်သူ့မှာတာနေတာကိုမနာလို့မဖြစ်နဲ့ရှင်။ ်တက်မတော်လို့လုံပိုင်ခွင့်ရကျင်တယ်ဆိုတက်မတော်လိုမျိုးကွက်ပြစ်နေပြီးတော့ပြည်သူရဲ့လုံခြုံရေးကိုဆောက်ရှောက်လိုက်တယ်ကိုယ်နယ်မြေမှာကိုယ်နေပြီးကိုယ့်ရဲ့လူမျိုးတွေရဲ့လုံခြုံရေးတော့မဆောက်ရှောက်နိုင်တဲ့သူတွေကပြည်အောင်စုတုံ့ဝန်လုံဝဲလုံခြုံရေးကိုဆောက်ရှောက်နေတဲ့တက်မတော်ပခုံးချင်းရှင်တာကတင့်တော်ပါရဲ့လားရှင့်ပြီးတော့နေဒီမှာဆိုရင်လူတွေကဒီလိုလက်နက်ကန်ဖွဲ့စည်းတယ်မဝင်ချင်ဘူးရှင့်ဒီကသူတို့မှာပြည်တော်စုမှာနေထိုင်တဲ့သူဖြစ်တဲ့အတွက်အချိန်တန်လို့ရှင်ပြည်တော်စုတာဝန်နိုင်ငံသားတာဝန်ထမ်းဆောင်မှုစစ်မှုထမ်းရမယ်မြန်မာတပ်မတော်မှာစစ်မှုထမ်းမှုအတွက်လည်းတာဝန်တစ်ခုရှိပြီးသား အဲ့ဒါဥအောင်လို့ဆိုပြီးအဆက်ပစ်ပြီးရခေါ်ထဲတာလက်နက်ကန်ဖွဲ့စီရခေါ်ထဲတာသူတို့မကြိုက်ဘူးရှင့်သူတို့အတွက်ကဒုက္ခနှစ်ခုဖြစ်စေတယ်အချိန်တန်ရင်လည်းဒါနိုင်ငံတော်အတွက်စစ်မှုထမ်းရမှာပဲဒါရှောင်လို့ရရတဲ့ကိစ္စမဟုတ်ဘူးဟုတ်တယ်နော်နိုင်ငံတော်အချိန်လေးရဥပဒေအတည်ပြုပြီးဖြစ်တဲ့အတွက်သူများနိုင်ငံမှာလည်းနိုင်ငံတော်တက်တာဝန်ထမ်းဆောင်ရတာပဲစစ်မှုထမ်းနေတယ်သူတို့ရှောင်လို့ရရတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့သူတို့အလဲမကြနေခင်မှာတော့သူတို့အေးအေးနေနေချင်တယ်ရှင့်ရှိကလက်နက်ကန်ဖွဲ့တွေဝင်ပြီးတော့သူတို့စစ်တိုက်ချင်နေတာမဟုတ်ဘူးရှင့် ဒါလေးကိုတော့နားလေကိုလိုပါတယ်ဒီလိုအဖွဲ့အစည်းရဲ့အနေနဲ့ကရွာသူရွာသားတွေကိုနိုင်ကျင့်တာတွေစင်ကျင်မှုလိုပါရှက်စမောက်နိုင်ငံမှာကတာဝန်တွေကိုသာမရှိကျင်တာအကျိုးမြတ်ကြလို့ရှင်တော့ပုံကျင်လိုက်ရှင်တတ်တယ်ရှက်တချို့နေရာတွေမှာရှိတတ်တယ်ကျွန်မအဲ့လိုတွေအများကြီးမြင်တယ်မြင်တယ်တာဝန်သာမရှိတာနော်တာဝန်ဆိုရင်မသိကြအောင်စောင်းနေဘာလို့ဆိုတော့တာဝန်ယူလိုက်လို့ရှင်အဲ့ဒီတာဝန်ကနေဖြစ်သွားတဲ့စိုးကြိုးတွေခံစားမှာကြောက်တယ်အဲအဲ့ဒီတာဝန်ပြီးပြောက်ပြီးပြတ်သွားလို့အကျိုးမြတ်တွေတစ်ခုခုများ ဒီလူကခံစားသွားရတယ်ဆိုတော့ဒီလူပေါ်မှာမနာလိုမှုတွေတိုက်ခိုက်မှုတွေဒီအချိုးမြက်ကငါရသန့်တယ်ဆိုတော့စိတ်ထားယုံညံ့မှုတွေနဲ့ထိုးခြားတိုက်ခိုက်နေတဲ့လောကကြီးဖြစ်နေတဲ့ကျွန်မနိုင်ငံလေးဘာလို့အဲ့လိုထိအောင်စိတ်တက်တွေစိုးဝါသွားရလဲဆိုတော့ကျွန်မစဉ်းစားလို့မရအောင်ချက်မွေးရပါဗီဇတွေကစိုးဝါတာလားခေတ်ကာလအရာပြောင်းလဲသွားတာလားဆိုတော့ကိုကိုကိုပဲသိမှာပဲရှင့်မိတို့ပင်ပြောင်းလဲသွားစေကောင်မူဒီဗီဇကကိုယ့်ခန္ဓာကိုယ်မှာရှင့်ကောင်းတဲ့ကိစ္စမဟုတ်ဘူးနော် ခန္ဓာကိုယ်မှာမကောင်းဆိုးဝါးမွေးထားလို့ရှိရင်အဲ့မကောင်းဆိုးဝါးတနေ့ကျရင်ကိုယ်ကိုဝါးမြို့မှာဒါကြောင့်ဒီမကောင်းဆိုးဝါးပတ်နံကိုစူးစမ်းပါတခုခုဆိုတာဝန်ချင်းပခုံးချင်းရှင်ပါလုံးပိုင်ခွင့်တွေကိုပခုံးချင်းရှင်ပြီးမလုပါနဲ့လို့ပဲကျမနေပြောချင်ပါတယ်ရှင်ကျမရှင်နေတဲ့တင်းသုံးသက်ချက်လေးကိုဒီလောက်နေနေပဲရှင်းသားပြစေရှင်ကျမဒီပြောသွားလေးတွေဟာဆိုရင်မိဘပြည်သူများစမ်းစမ်းသုံးသက်စရာအများကြီးပါမယ်လို့ထင်ပါတယ်ကျမတို့ကြုံတွေ့နေရတဲ့အရာတွေဟာဘာကြောင့်ဖြစ်တာလဲဆိုကျမတို့ဘဝတက်ချက်လုံးနေထိုင်ခဲ့တဲ့အတွေးခေါ်တွေမှားခဲ့တဲ့အတွက်ဖြစ်တာရှင့် ဒါကြောင့်ကျွန်တော်တို့အတွေးခေါ်တွေကိုမှန်အောင်ပြန်ပြင်မှရမယ်။ကျွန်တော်တို့ခင်မှာပြင်နိုင်ခဲ့တယ်ဆိုရင်ကျွန်တော်တို့နောင်လာနောင်သားတွေကအေဂျင့်နေရှင်။ကျွန်တော်တို့ခင်မှာအတွေးခေါ်တွေမပြင်နိုင်ဘူးဆိုရင်ကျွန်တော်တို့နောင်လာနောင်သားတွေကမအေဂျင့်အောင်ရှင်။အဲ့ဒီနှစ်ခုကဓာတ်ရိုက်အချိုးကျနေတဲ့အတွက်ကျွန်တော်တို့အားလုံးအတွေးခေါ်တွေပြင်ဖို့ကြိုးစားမယ်။အတွေးခေါ်ပြင်နိုင်မဲ့နေရာမှာကျမတို့လုံလောက်ဆိုင်ကြမယ်လို့သာကျမပြောပြချင်ပါတယ်ရှင်။ကျမဒရင်သုံးသက်ချက်လေးကိုအမြဲတမ်းပဲစိတ်ရှိစွာနဲ့ကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ဆံတာကိုကြားမှာကြပါစေ။